တစ်ပတ်တည်လို့ရမီတောင်တူကျမ်းမာရေကဏ္ဍအတွက်မြန်ခရခွဲသားတွေတွားရမီမြန်ခဲတဲ့ဒီကကတော့ရန်ကုန်တိုင်းမော်ဘီမြို့နယ်ခန့်တမင်းကြီးကအုပ်စုအုပ်ဟုကြီးကမှတောင်တူဦးကြီးများဖြစ်ပါတယ်။ဦးကြီးတို့ရဲ့လက်ရှိကျမ်းမာရေအရှင်နေရရွာရှိကျမ်းမာရေဆောင်ရှောက်မှုများအကြောင်းအသက်မွေးဝမ်းကြောင်းအလုပ်ကိုင်များအကြောင်းဘလို့တွေရှိမလဲဆိုတာကိုဒီဗီဒီယိုလေးမှာတူတူကြည့်လိုက်ရအောင်။ကျမရင်းနဲ့ပတ်သက်ပြီးတော့အရင်တော့ 2015ခုနှစ်လောက်ကတော့ဟိုလက်ခြေလက်တွေနာတယ်ခြေလက်တွေနာတော့သွားပြီးတော့ဆက်လိုက်တော့လေးဘက်နာအဲလေးဘက်နာဆိုတော့အဲမမဆေးနဲ့စားလိုက်တော့တက်တာသွားတယ်တိုင်ရင်ဆေးတိုင်ရင်ဆေးအရင်ဆေးနဲ့အဲစားလိုက်တော့တက်တာသွားတယ်အခုအချိန်ထိတော့နည်းနည်းတော့ဖြစ်တော့ဖြစ်နေဒါပေမဲ့ကျမကြီးတော့လည်းလိုက်စားတယ်အဲ့ဒီအဲ့ဒီခြေလက်တွေနာစေတဲ့ဟိုဟာပေါ့ဘယ်လိုလဲအသေးမြစ်တို့ဘာတို့ မတဲ့တဲ့အစားအစာရှောင်ပြီးတော့နေတယ်။ကျမကြီးတော့နည်းနည်းတော့ခရီးဆိုင်ပြီးတော့နေတယ်မတဲ့တဲ့အစားအစာလည်းမစားတော့ဘူး။နောက်ဆေးဝါးအနေနဲ့လည်းအဲ့ဗမာဆေးကိုတော့အဓိကထားပြီးစားတိုင်ရင်ဆေး။တိုင်ရင်ဆေး။တိုင်ရင်ဆေးအနေနဲ့တော့ကိုယ့်အတွက်ကတော့ဟိုဘယ်ပဲဆေးဝါးတက်တာဈေးနှုန်းကျတော့နည်းနည်းတက်တာလည်းပေါ့။ကိုယ့်အတွက်လည်းအဆင်ပြေတယ်။အဲ့ဒါတွေတော့ကျင့်သုံးတယ်။အစားအသောက်နဲ့ပတ်သက်ပြီးတော့ ိုအာဟာရမျှတဖို့ရန်အတွက်အဲ့လိုအသားတို့အသီးတို့အရွက်တို့ပေါ့နော်အဲ့ဒါမျိုးတွေမျှတအောင်ကိုကိုတိုင်းလည်းချက်ပြုတ်တယ်ပြီးတော့အစီစီဓာတ်စီတွေနည်းအောင်ပေါ့စီကိုတင်းတင်းမျှတအောင် စီကိုမတိုးတက်နိုင်ရင်စီတော့မထည့်ဘူးအဲ့လိုမျိုးနဲ့စားတော့တယ်ပြီးတော့အဲ့လိုအရွက်ပြုတ်တွေပါတွေလည်းကိုကိုတိုင်းလည်းကြိုက်တယ်ဟိုအော်နေဟိုအစီတွေမစားဘူးပေါ့ပြီးတော့ဟိုဘာလို့ဘာပြောအကျော်တက်စီမဲ့အစားအစာတွေလည်းမစားဘူးအချိုမုတ်တို့ပါလို့လည်းရှောင်းတယ် အဲ့လိုမျိုးတွေစားမယ်ဆိုရင်တော့ကျမရေးနဲ့ညှိမယ်ပေါ့ကိုကိုတိုင်းလည်းအဲ့လိုမျိုးလိုက်စားတယ်ကျမရေးနဲ့ညှိရနားလည်းလိုတော့တာလားဆိုတော့ဒီပေါ်နည်းနည်းစားလည်းနည်းနည်းဖတ်ကြည့်တော့လေစားလည်းနည်းနည်းဖတ်ကြည့်တော့အဲ့ဒီတိုင်ရင်စေးကပို့ပြီးတော့အစွမ်းထက်တယ်လို့လည်းထင်ရတယ်ပြီးတော့တစ်ဟိုဘယ်လိုပြောမလဲသူတို့ကပေါ်ထားတဲ့စေးတွေကလည်းတစ်ဦးတစ်ဖူတွေတစ်ရွက်တွေနဲ့เนาะအဲ့လိုမျိုးတွေကအများဆုံးကနေရတယ်ဆိုတဲ့အတွက်ကြောင့် ဟိုဘေးထွက်ဆွေးကျိုးအနေနဲ့လည်းတိတ်မရှိဘူးဒါကြောင့်မသူ့ကိုလည်းအားကိုးပြီးတော့တိုင်းရင်းစေးကိုအသုံးပြုတယ်ယူသမီးတယောက်အနေနဲ့ကြုံရတဲ့ကျန်းမာရေးအခက်ခဲဆိုတော့ဒီမှာဆိုရင်တော့ဟိုအမျိုးသမီးငယ်တွေအနေနဲ့အဲ့တော့ဓမ္မတာနီးတဲ့အချိန်မှာအဲ့လိုမျိုးရာသီလာတဲ့အချိန်မှာဟိုအောင်းလာဘိုက်ကြောင်းမှာဆိုရင်ခဏခဏတွေ့ရတယ်သူတို့အမြဲတမ်းဘိုက်အောင်းတယ်ဘိုက်အောင်းတယ်ဘာဖြစ်လို့အောင်းလာလဲဆိုတော့အဲ့ဒါဖြစ်လို့ဆိုပြီးသူတို့မှာဘာတွေလုပ်လဲဆိုတော့ဟိုပါရာစီတမော့အများဆုံး ဒါတွေပဲတောက်ကြတယ်ကလေးတွေကအောင်းနေအောင်းနေဆိုဘာဖြစ်လို့လဲအဲ့အဲ့ဒါဖြစ်လို့အဲ့ဒါဖြစ်လို့ရှင်အနည်းတို့ဘာဆေးတောက်လဲဆိုတော့ပါရာစီတမောအဲ့လိုပဲတောက်တယ်အဲ့လိုတောက်တော့တက်တာလားဆိုတော့သူတို့အဲ့လိုပဲတောက်တော့တက်တာလေလို့ပဲပြောကြတယ်အများဆုံးပါဒီမြင့်ဆေးတော့သူတို့သုံးတာတော့မတွေ့ဘူးပါရာစီတမောပဲသုံးတယ်ကြားကြတော့မရှိဘူးပေါ့သူတို့အိမ်မှာမိဘတွေရလဲထားပဲတောက်ခိုင်းတော့သူတို့လည်းအဲ့လိုပဲတုံးကြတယ် ဓာတိရီကြောင့်ဆိုတော့ဟိုပါလေနှာမွန်ချောင်းဆိုးအခုဆိုရင်နှာတွေမှော်နေချောင်းတွေဆိုးတယ်ရာသီတုတ်ကွေးပေါ့အဲ့ဒါတွေကအဖြစ်များတယ်ခေးဒီမှာအဖြစ်များဆိုအဲ့ရာသီတုတ်ကွေးပဲဖြစ်တယ်ဒီမြေယောဂါတော့မဖြစ်ဘူးเจ้ามาဆိုရင်အဲ့ကျမကြီးဦးစီးဌာနနေပြီးညွှန်ကြားထားတဲ့ညွှန်ကြားချချက်နဲ့ပေါ့เนาะဟိုကြီးလက်ကျမကြီးဌာနနေပြီးတော့ကလေးတွေကိုတန်ချစီ တနှစ်ကိုနှစ်ချိန်လောက်လာတိုက်ပြီးတယ်။ကျောင်းသားဥယျာဉ်နဲ့လာတိုက်တယ်ပြီးတော့ဟို KG ကလေးတွေတွေ့ဆိုပြီးတော့အဟာရညတအောင်ကျွေးရမယ်ဆိုအစာအုပ်စု၃စုနဲ့အညီဟိုနေအစိုးရညွှန်ကြားချက်နဲ့အညီသူကလာကျွေးရတယ်။ကျွေးကြမီးကျောင်းသားမိဘတွေကနေပြီးတော့စုပြီးတော့ကျွေးတယ်ပြီးတော့အစိုးရနေပြီးတော့အဲ့ပတ်စံထောက်ပံ့ပေးတယ်။အဲ့ကျွေးတဲ့အတွက်ကိုအစာအုပ်စု၃စုနဲ့အညီကျွေးပေးရတယ်။ KG ဟာတော့အဲ့တော့ပြီးခဲ့တဲ့အပတ်ကဆိုတပတ်ကိုအဲ့တလကို၃ချိန် ျွေးပေးလိုက်ရတယ်။အဲ့တော့ကလေးတွေအဲ့လိုမျိုးအဟာရတွေသူတို့စားရတယ်ပြီးတော့ဖြည့်စွက်အစာလည်းအစိုးရနေထုတ်ပေးတယ်။တချို့အားနေတဲ့ကလေးတွေကျွေးစားဖို့ဆိုပြီးတော့စားသုံးဖို့ဆိုပြီးတော့အဲ့ဖြည့်စွက်အစာထုတ်ကလေးတွေပေးသွားတယ်။အဲ့လိုမျိုးတွေစားရတဲ့အတွက်ကြောင့်ကလေးတွေကတော့ဘယ်လိုပြောမလဲအဟာစားအစာအဟာရပြည့်သွားတဲ့အတွက်ကြောင့်ကျန်းမာရေးကဟိုစွတ်စွတ်ပြားပြားဖြစ်တယ်လို့လည်းမတွေ့ရဘူး။အစာအဟာရလို့ထင်တယ်။ပြီးတော့မိဘရဲ့ပံ့ပိုးမှုပေါ့နော်။ ီပါနေပြီးတော့ဒီအစာအာဟာရကိုညှတာအောင်ကျွေးမယ်ဆိုလို့ရှိရင်တော့ကလေးတစ်ယောက်ကကျန်းမာရေးနဲ့ညီးမယ်စိတ်ချမ်းသာတယ်ဆိုတာကျန်းမာရေးကောင်းလို့ရှိရင်လူကစိတ်ချမ်းသာတယ်မကောင်းရင်မချမ်းသာစိတ်ဖိစီးမှုဆိုတာဆရာမတစ်ယောက်အနေနဲ့ပြောမယ်ဆိုရင်တော့ဟိုကလေးတွေအခုဘယ်လိုပြောမလဲအတန်းကြီးလာတော့ကြီးတွဲရောက်လာတော့သူတို့မှာစာအခြေခံမပါလာတဲ့အတွက်ကြောင့် သူတို့အစာကိုစိတ်မဝင်စားတော့စိတ်မဝင်စားတော့သူတို့တွေအော်ဟိုပညာရေးကိုစိတ်မဝင်စားတော့သူတို့မအောင်မှကိုကစိတ်ဒီတွေးပြီးတော့ပူတယ်သူတို့တွေမအောင်မှဆိုလို့ကိုကအဲ့လိုမျိုးစာတွေအဲ့လိုသင်ရမယ်တွက်အချက်ကမယ်မှတ်ကမယ်ဆိုသူတို့ဖိအားပေးတယ်ဒါပေမဲ့သူတို့ကတိတ်ပြီးတော့အခြေခံမပါလာတဲ့အတွက်သူတို့မလိုက်နိုင်ဘူးလိုက်နိုင်တော့တချို့ကလေးဆိုရင်တချို့ကဟိုနှစ်တဝက်နဲ့တောင်နှစ်တောင်မစိုးဘူးအဲ့လိုကြောင်းထွက်မဲ့ဘာညာတွေဖြစ်တော့ကိုကအဲ့လိုမျိုးတွေတော့စိတ်ပူပန်ပူပန်မှုတွေရှိတယ်ပေါ့ တချို့ဖုံးသုံးတဲ့ကလေးတွေတော့ရှိတယ်ဖုံးသုံးတဲ့ကလေးဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့သူတို့ညဘက်တည်းအဲ့လိုမျိုးဂိမ်းကစားမယ်ဘာညာလုပ်ပြီးတော့ကြောင်းပြောင်းလာလို့ရှိရင်သူတို့မှစာဟိုစိတ်ဝင်စားဘူးဘာအိတ်ငိုက်နေမယ်ထိုင်ပြီးတော့ငူတူတူငိုင်တိုင်တိုင်နဲ့အဲ့လိုမျိုးတွေဖြစ်နေတယ်အဲ့လိုမျိုးဖြစ်နေကိုကသိတယ်นี่บาผิดหลุเลยตูรู้เมไลด์เลยสรุปว่าตูก็บ้าไม่เปียวสาเจ็ดหลุล่ะพ้งต้งหลุล่ะหมอพ้งต้งเนี่ยหมุล่ะตูรู้เมไลด์เลยสรุปว่า ဟုတ်တယ်အဲ့လိုတော့သူတို့ဝန်ခံတယ်အဲ့ဒါကြောင့်မိဘတွေကလည်းကိုရီးယားခေါ်ပြောထားတယ်ဖုန်းနေပေးပြီးတော့မသုံးဘူးဖုန်းယူလာရင်ကြောင်းယူလာလို့ရှိရင်ဖုန်းကိုတိန်းထားတယ်တိန်းပြီးတော့မှမိဘတွေလက်ထဲပြန်အပ်တယ်အဲ့လိုတော့လုပ်ထားတယ်အခုကတော့အဲ့ဒါတွေတော့မရှိဘူးအရင်တော့ကတော့ကြားဘူးတယ်ပေါ့အဲ့လိုကိုဝင်ဖြတ်ချတာတော့ပါရောငယ်ငယ်တုန်းကတော့လေကြားဘူးတယ်ကြားတော့ဘယ်လိုအသက်ဆုံးရှုံးမှုတွေပါလဲတော့တချို့ရှိခဲ့တယ်လို့အရင်တော့ကအခုကတော့အဲ့ဒါမျိုးတွေမရှိတော့ဘူးအဓိကတော့လမ်းမဆက်တွေကြီး စေယုံစေကန်းရှိတယ်ဒါပေမဲ့ဒီစေယုံစေကန်းနဲ့မလုံလောက်တဲ့အခါကျလို့ရှင်ဟိုကျန်ကိုစေယုံနေပါလေအရန်ဟိုပေါ့ဟိုအတုထက်ဟိုညင်းနေစေယုံနေပါလေညှို့နေညှို့နေဆိုရင်ဒီကသွားရင်လမ်းမန်းဆက်သွေးကြီးကခက်ခဲတယ်ခက်ခဲတဲ့အတွက်ကြောင့်အဓိကကတော့အဲ့လမ်းမန်းဆက်သွေးကြီးလူပဲကောင်းစီခြင်းနေခုလိုမျိုးဘ ഹു တုတရဖွဲ့ရအစီအစဉ်များကိုစီစဉ်တင်ဆက်သွားမှာမို့မြန် hair page လေးကို like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်